င်္ဂလာပါရှင်ကျမတော့ဖူးအီအီနွယ်ပါ DVU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် ကရင်ပြည်နယ်မြောက်ရီခိုင်ဝေါ်လီဒေသဘက်မှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီးနေဆက်မြင်တစ်လျှောက်ဖြတ်တန်းသွားလာနေတဲ့အတွက်မေလ28ရက်မနက်9နာရီကျော်မှာမွဲခိစုံစည်းမြန်မာရှိတဲ့ DKPA ဌာနချုပ်စခန်းအနီးထိတွေ့တိုက်ပွဲဖြစ်ပွားနေလို့ဒေသခံတွေစီကနေသိရပါဗျ။ DKPA ဌာနချုပ်မှာရေးပေါ်စစ်တရီပေးချက်တွေထွက်လာပြီးတဲ့နောက်9နာရီခွဲလောက်မှာပြစ်ခတ်မှုတန်ကြရပြီးဒေသခံ100ကျော်လောက်ဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။ မြေပြင်မှာစစ်ကောင်စီနဲ့ KNL ဘူအောင်အဖွဲ့တို့ထိတွေ့မှုဖြစ်ပွားနေပြီးဒေသခံတွေကလေရင်ဘုံတံကိုကြောက်တဲ့အတွက်ဘုံခိုကျင်းတွေနဲ့အခြားပေးလို့ရဝော်လီနဲ့တစ်ဖက်ကန်ထိုင်းဘက်ချမ်းကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ KTLA စခန်းအထိုင်တပ်ဖွဲ့ဝင်ကပြောပါတယ်ရှင်။ ကချင်ပြည်နယ်ဗမော်မြို့ကစစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့စစ်ကုတ်ကဲဌာနချုပ် စကခ27နဲ့အနီးပဝင်ချင်းကို KI နဲ့ပူးပေါင်းတပ်တွေကဒီနေ့မေလ28ရက်နေ့မနက်ပိုင်းမှာပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ KI စီးရဲသတင်းမြစ်ကပြောပါရယ်မေလ20ရက်ကစစ်ကောင်စီရဲ့ရဟတ်ရင်နှစီကိုပြစ်ချခဲ့ပြီးတဲ့နောက်တိုက်ပွဲတွေငြိမ်သက်နေခဲ့ပေမဲ့တိုက်ပွဲငြိမ်သက်နေချိန်အတောအတွင်းမှာလည်းစစ်ကောင်စီဘက်ကလေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ဆိုပါရယ် မေလ29ရက်နေ့မနက်ပိုင်းထိုးစစ်အတွင်းမြို့အတွင်းမှာစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာ၃ခုထပ်မင်းဲကိုသိမ်းပိုက်ရရှိထားတယ်လို့လည်းသိရပါဗျ။လက်ရှိဗမော်မြို့တိုက်ပွဲမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အရခတ်တတော် AA မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ PDF ကောရခါ KD ကောရခါ KIA ကူကီမြို့သားတပ်မတော်တို့ကတိုက်ပွဲဝင်နေတာဖြစ်ပါတယ် ဗမာမြို့သိမ်းတိုက်ပွဲကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကတည်းကနေ KI ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးဗမာမြို့ရင်းတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်ရှင်။အနာဒင်းစစ်ကောင်ဆောင်ကသူ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ဘူးထင်ကာကွယ်ဦးစီးချုပ်နေရာကိုရောလက်ရှိသိမ်းပိုက်ထားတဲ့အာဏာအလုံးကိုဆွတ်လွန်မှာမဟုတ်ဘူးလို့စစ်ရေးနိုင်ငံရေးအကဲခတ်တွေကတုံ့တက်ကြပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်။ အနာဒိစကောင်စီကလုံမဲ့ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာဗဂျုံမူကြီးမယောင်လိုက်ဟာကာကွယ်ရေးကူးစီးချုပ်နေရာမှာဆက်ရှိမှာလားဒါမှမဟုတ်ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ပေါင်းပြီးတမရရာထူးနေရာကိုရယူမလားဆိုတဲ့အပေါ်နိုင်ငံရေးအတိုင်းဝိုင်းကြားမှာတုံ့တက်မှုအမျိုးမျိုးရှိနေပါတယ်စစ်ရာဇဝတ်မှုတွေနဲ့နိုင်ငံတကာမှာတရားစွဲဆိုခံထားရပြီးဖန်ဝန်းထုတ်ခံထားရတဲ့အနာဒိစကောင်စောင်ဟာသူနဲ့သူ့မိသားစုရဲ့လုံခြုံမှုကိုအမခံချက်မပေးနိုင်ဘူးလို့ယူဆရဲ့ ဘလူအပြောင်းလဲကူမှာလှုပ်ဆောင်မှာမဟုတ်ပဲနိုင်ငံတော်အာဏာအလုံးကိုဆက်ပြီးချုပ်ကန်ထားအောင်မှာဖြစ်တယ်လို့တုံးတက်သူတွေလည်းရှိပါတယ်သူ့လုံကျော်ရင်းနဲ့သူ့ရှိရဲအတွက်စိတ်ချရတယ်ဆိုရင်တော့သူတမျိုးမျိုးလာရှိတယ်မှာပေါ့သူ့ကိုအပြစ်ပေးမှဟိုဟာလုံမယ်သူရဲ့လုံကျော်ရင်းမရှိဘူးဆိုရင်တော့ရာသမရအာဏာအလုံးကိုသူဆက်ကန်အဲအဲ့ဒါတော့သိကြပါတယ်သူသူ့တို့ကနောက်ကျောင်းလုံမယ်ဆိုရင်တော့သူတချို့ဖြေလျှော်မှုလုပ်မှာကျွန်တော်လည်းသူ့ကိုတက်ပါတယ် အမားလုံးဆက်ကန်နေတော့ရွေးကောက်ပွဲကိုဟိုဖြတ်မဲ့လူကိုပဲသူကအားပေးရမှာရွေးကောက်ပွဲကိုဖြတ်မဲ့လူရှိရင်သူကဖြတ်လို့မလုပ်တော့ဘူးဆိုရင်ဆက်ကန်မှာဒါကြောင့်ရွေးကောက်ပွဲကိုဖြတ်မဲ့လူကသူအမားဆက်ကန်မှုအတွက် in the right လေးပေါ့ကွာ support ပေးလို့ဖြစ်နေတယ်အဲ့ဒါကြောင့်တချို့ရွေးကောက်ပွဲဖြတ်မဲ့လို့អော်တဲ့အဖွဲ့ကြီးတွေကလည်းတတိထားပြင်အနာသိစကောင်းဆောင်ဘူဂျုံမူကြီးမဲအောင်လိုင်ကအရင်ကတည်းကတမရအိမ်မက်ရှိသူဖြစ်တာကြောင့်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ ် NLD ပါတီကိုအာဏာမပေးဘဲနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာလို့နိုင်ငံရေးတိုင်ဝမ်ကယူဆထားတာကြောင့်ဒီနှစ်အကုန်မှာလုံးမဲ့ရွေးကောက်ပွဲဟာသူ့ရဲ့တမရဖြစ်ရေးအိမ်မက်ကိုအကောင့်ထဲဖော်ဖို့ဖြစ်တယ်လို့တုံသက်သူတွေလည်းရှိပါတယ်။အနာသိစကောင်းဆောင်ဟာတမရရာထူးကိုရယူပြီးအယတာဆွေရအတွင် ပုံစံမျိုးနဲ့နိုင်ငံတော်အာဏာကိုဆက်လက်ထိန်းချုပ်ဖို့ကြိုးစားရင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရအရေးကြီးတဲ့နေရာမှာရှိနေတဲ့ ကာကွယ်ဦးစီးချုပ်နေရာကလည်းတခြားစစ်ခေါင်းဆောင်တယောက်စီကိုလွှဲပြောင်းပေးရမှာဖြစ်ပါတယ်ပထမအကြိမ်လွှတ်တော်တက်တန်းမှာလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ဘူးသလိုအနာသိစစ်တပ်နယ်ရောတိုင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ပါနှီးစပ်တဲ့အမည်မဖော်လိုတဲ့ဝါရဲနိုင်ငံရေးသမားတဦးကတော့ဒီလိုအရေးကြီးတဲ့နေရာမှာရှိနေတဲ့ကာကွယ်ဦးစီးချုပ်နေရာကိုသူ့ရဲ့လုံခြုံရေးကိုအာမခံပေးနိုင်တဲ့ယုံကြည်စိတ်ချရတဲ့စစ်ဗိုလ်ချုပ်တွေကိုသာလွှဲပြောင်းပေးမှာဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်ပဲ စစ်တပ်ထဲမှာအာဏာသိမ်းစစ်ကောင်းဆောင်ကသူ့နဲ့ပါဝါရှင်နိုင်တဲ့သူတွေကိုအနာပေးပြီးသူ့ချုပ်ကင်နိုင်တဲ့ငယ်ရွယ်တဲ့စစ်ဗိုလ်ချုပ်တွေကိုသူ့အနာကိုခေါ်ထားပြီးအနာကက်တမလို့ကာကွယ်ဦးစီးချုပ်နေရာရွေးချယ်မှုကိုတိတ်တဆိတ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။အဲ့ဒီအချက်ကိုငញ្ញញရေးဆွေးနွေးမှုတွေမှာပါဝင်ဆောင်ရွက်နေတဲ့သူတယောက်ကထောက်ခံပြီးဗိုလ်ချုပ်မှုကြီးမယောင်လိုင်ကသူစိတ်ချရတဲ့သူမဟုတ်ဘဲကာကွယ်ဦးစီးချုပ်နေရာကိုပေးမှာမဟုတ်ဘူးလို့ထောက်ပြတယ်လို့ စစ်ကောင်းဆောင်ရဲ့တမနာဖြစ်ရေးအိမ်မက်ကလည်းစိန်ခေါ်မှုတွေရှိနေတယ်လို့ဆိုပါတယ်တမနာကိုလွတ်တော်ကရွေးမှာအဲ့တော့ရွေးကောက်ခံကိုယ်စားလှယ်တွေကသူ့ကိုရွေးချယ်ပါမလားရွေးခဲ့ရင်တမနာဖြစ်မယ်ဒါမှမဟုတ်အဲ့လိုမျိုးပဲနဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေကြားထဲမှာလည်းသူ့အပြင်တယောက်ယောက်ကိုရွေးဖို့ရှိနေဆိုရင်သူ့အတွက်စိန်ခေါ်မှုရှိရယ်တခြားတယောက်ဆိုတာကရွေးကောက်ပွဲဖြစ်ရင်အများဆုံးနိုင်မယ်လို့ခန့်မှန်းထားတာကတော့ပြည်ခံပြိုးပါတီပေါ့ပါတီဥဆောင်သူတွေကလည်းတမနာဖြစ်ခြင်းနဲ့ဆန္ဒရှိရယ်ဆိုရင်ပါတီကိုယ်စားလှယ်တွေကဘသူကိုရွေးမလဲဆိုတာစောင့်ကြည့်ရမယ် အဲ့ဒီအပြင်အာနာသိစ်ကောင်းဆောင်ဟာစီးရင်နိုင်ငံကြီးနဲ့နိုင်ငံတကာရဲ့ဖိအားတွေကိုရှော့ချဖို့အတွက်ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့လိုနေပေမဲ့အဲ့ဒီရွေးကောက်ပွဲကြောင့်ပဲသူ့ရဲ့လုံခြုံမှုနဲ့အာနာဆက်လက်ထိန်းချုပ်နိုင်ရေးအပေါ်မှာစိန်ခေါ်ချက်တွေရှိနေတယ်လို့တုံ့တက်မှုတွေလည်းရှိပါတယ်။အာနာသိစ်တကဒီနှစ်ကောင်မှာရွေးကောက်ပွဲကျင်းပမယ်လို့ပြောဆိုထားတာကြောင့်စစ်ကောင်းဆောင်ဟာဇူလိုင်လမှာကုန်ဆုံးမဲ့အာနာသိန်းတက်တန်း6လကို ထပ်မံရယူမှာမဟုတ်ပဲကာလုံကိုအာဏာပြန်အပ်ပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်429အရာ6လအတွင်းမှာရုပ်ောက်ပွဲကိုကျင်းပပေးရမှာဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ မကွေးချင်းထောင်ထဲမှာဖမ်းဆီးထိန်းသိမ်းခံရတဲ့နိုင်ငံရေးအကျဉ်းသားအယောက်200ကျော်တိုက်ပိတ်ခံထားရပြီးစေဝါကုသခွင့်လည်းမရဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကမေလ28ရက်မှာထုတ်ပြန်ထားပါတယ်။ဧပြီလ13ရက်ကမကွေးထောင်ရှိမှာ Local PDF နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးထောင်တွင်းမှာလည်းအကျဉ်းဦးစီးနဲ့အကျဉ်းသားတွေကြားတင်းမာမှုတချို့ရှိခဲ့တဲ့နောက်ကင်းမြော်စင်ကနေတနက်နေ့ပစ်ခတ်လို့နိုင်ချင်း2ယောက်သေဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။အဲ့ဒီအပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့ အောင်နိုင်ဂျင်းတွေလည်းပါဝင်ပတ်သက်တယ်လို့ထောင်အာဏာပိုင်တွေဘက်ကဆွဆွဲပြီးတော့နိုင်ဂျင်းအယောက်400ကျော်ကိုရိုင်းနှက်ခဲ့တဲ့အတွက်ခါ6လောက်နဲ့တင်ပါးတွေမှာဒဏ်ရာရခဲ့ပြီးတော့အကျဉ်းသားတချို့လည်းတနက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။လက်ရှိအချိန်အထိနိုင်ဂျင်းအယောက်200ကျော်ဟာတလားကျော်ကြာတိုက်ပိတ်ခံထားရပြီးလုံလောက်တဲ့စေဝါကူတာခွင့်ပေးတာမျိုးလည်းမရှိဘူးလို့ PPNM အဖွဲ့တာဝန်ခံကိုတိုက်ထွန်းဦးကပြောပါတယ်။ဒါ့ပြင်ထောင်ဝင်စာအဲ့တွေးခွင့်ကိုလည်းပိတ်ထားပြီးတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ ဆွဆွဲခံရသူတွေကိုပါဆယ်ပို့ခွင့်တွေလည်းပိတ်ထားတယ်လို့သိရပါတယ်ရှင်။ DVB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျမတော့ဖူးအီအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။